တို့ကိုအမြဲဆောင်ချီအပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်ထားပါတယ်။ကချင်ဝေကနေပြီးမှအပတ်စနိုင်းတင်ဆက်ပေးနေတဲ့ Editor နဲ့သူစီးရေးနိုင်ငံရေးတုံးတက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါဆရာ။မင်္ဂလာပါညီမ။ဟုတ်ကဲ့ဆရာ။ အာဒီတစ်ပတ်မှာတော့ဒါပိုပြီးမှလှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ကချင်ပြည်နယ်ရဲ့စီးရီးအခြေအနေအဲနဲ့ပတ်သက်ပြီးမှဆွေးနွေးတော့ဖို့တော့ပြင်ဆင်ထားပါတယ်ဆရာအခုတလောပေါ့နော်အထူးတဖြစ်တော့ကချင်ပြည်နယ်မှာစစ်ကောင်စီရဲ့ထူးစစ်စစ်ကြောင်းတွေပြန်ပြီးမှရှိလာတဲ့ဟာကိုကျွန်တော်တို့ဘလို့အဆုံးတတ်မင်းတွေ့ရမလဲဆိုတဲ့ဟာလဲပြည်သူတွေစောင့်ကြည့်နေတဲ့စီးရီးတည်င်းချက်လက်တစ်ခုပေါ့နော်ဟုတ်ကဲ့ဆရာခုနကဆရာလည်းပြောရတဲ့အထက်မှာပါရတယ်ပေါ့နော် အဒီလက်တလုံးမှာစစ်ကောင်စီကအချင်းပြည်နယ်တဲကဒီဖကန့်ဝိုင်းမော်အာဒီအဲ့ဒီနေရာတွေရောပြီးလို့ရှင်တခြားနေရာတွေမှာရောပေါ့နော်အာထိုးစစ်စင်တွေဒါကဒီ KIA ဘက်ကပုံမှန်အာယုံစိုက်နေတဲ့အချိန်မှာဒီစစ်တပ်ကတခြားနေရာတွေကိုမြေဆန်းခရမ်းပြုတ်လုပ်နေတာဆိုပြီးမှပြီးခဲ့တဲ့တစ်ခေါက်ကဆရာဒီလို ဲတုံးတက်သွားခဲ့တယ်ပေါ့နော်။ဒါအခုလက်ရှိစည်ရေးအခြေအနေကိုပြန်အဲပြန်ပြီးမှတုံးတက်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုအခြေအနေထိရောက်နေပြီလို့မြင်မိလဲဆရာ။လောစေဒီကချင်ပြည်နယ်ရဲ့စည်ရေးအခြေအနေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအဓိကကျွန်တော်တို့ကြည့်နေရမယ့်အခါကဗမော်တိုက်ပွဲပေါ့နော်။ပြီးရင်အဲ့ဗမော်တိုက်ပွဲဖြစ်နေတဲ့အချိန်တွေးမှာပဲဒီ AOD Nobel Chan အထူးတပည့်တော်ဖကန်ဘန်မန်စစ်ကောင်စီရဲ့စစ်ကြောင်းတွေတက်လာတဲ့ဟာဒါတော့ ကဲကချင်းပြည်နယ်မှာလက်တလောကျွန်တော်တို့မြင်တွေ့နေရတဲ့စီရဲမဲ့နစာတွေပေါ့ဒါပဲဘလူပဲဖြစ်အတိတ်ကကြတဲ့ဒီစီရဲတိုက်ပွဲကတော့ဗမော်အတိတ်ကအဖြစ်တော့ဗမော်တိုက်ပွဲကအရေးကြီးတယ်ပေါ့ဆိုတော့ဒီဗမော်တိုက်ပွဲမှာကဲအင်းနီတီတော်လိုင်းရဲ့တပ်ဖွဲ့တွေကနောက်ဆုတ်တော်လို့လည်း မဖြစ်တဲ့အခြေအနေပြင်စစ်ကောင်စီဘက်ကလည်းဒီမြို့ကြီးကိုတူတူလက်လွတ်ဖို့မဖြစ်တဲ့အခြေအနေဆိုတော့ဒီလိုမျိုးဘက်နှစ်ဖက်ကဘက်နှစ်ဖက်အတွက်တကယ်ကိုစည်ရဲမဟာပြည်ဟာအရေးပါတဲ့မြို့တစ်မြို့မှာစစ်ပွဲဖြစ်နေတဲ့ကာလဖြစ်တယ်ပဲနော်ဒါကြောင့်မို့ဒီပုံပေါ်မြို့တိန်တပ်ပွဲကပူပြီးမှကချင်ပြည်နယ်အတွက်အရေးပါအရာရောက်တဲ့တိုက်ပွဲတော့ဖြစ်နေတယ်ဒီလိုမျိုးအချိန်မှာဖကန်ဘက်ကိုဒီစစ်ကြောင်းထူးလာတဲ့ဟာ နဲ့ဘွိုင်းမော်မြူအနီးတဝိုက်မှာစီရလူရှားမှုဒီကြောင့်တက်ပွဲဖြစ်တဲ့ဟာကစစ်ကောင်စီရဲ့ဒီတပ်ဖွဲ့အင်အားတွေပဲမဟုတ်ပဲနဲ့အထူးသဖြင့်တော့ဒီ SNA ပါဝင်ဒီဘီဒူးစစ်တွေရဲ့ပူပေါင်းအင်အားကြောင့် စစ်ကောင်စီကဒီလိုမျိုးစီရအတန်ပြန်လှူရှားလာနိုင်တဲ့အနေထားလို့ကျွန်တော်တို့ဒီစီရတည်တင်းချက်လက်တွေရအလိုဟိုအတုံးတက်မိတာပေါ့နော်ပုံမော်မှာလဲသူကဒီမြေပြင် sit in a alone in နဲ့ပြီး in a ဖြီးပြီးတိုက်ခိုက်တာထက်စာရင်သူက drone တွေကိုပေါ်ပေါ်တီတုံးပြီးမှခုခံတိုက်ပွဲဝင်နေတဲ့တဘောဖြစ်တာပေါ့နော်ဒါကြောင့်မို့သူကဒီ b2 sit in a တွေနဲ့ဒူဒူရဲ့စစ်ကောင်စီဒီ shielding တပ်ဖွဲ့ဝင် in a တွေကိုဖက် န်စစ်တောင်းဘက်မှာအားစိုက်ထားတဲ့ပုံစံမျိုးလို့မြင်မိတယ်ပေါ့နော်ဒါပေမဲ့ဒီရက်ပိုင်းမှာပုံမောဘက်မှာဒီထော့ပူအီဟာရီနဲ့စင်းကိုကဲနဲ့တော်လိုင်းရဲ့တပ်ဖွဲ့တွေဘက်ကဒီပြစ်ချနိုင်တဲ့အခါကျတော့ ဒီအခင်ကျင်းကပုံပေါ်မှာခုခံတပ်ဖွဲ့ဝင်တွေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ဒါစစ်ပန်းဆရာထိခိုက်မှုတော့ဖြစ်လိမ့်မယ်လို့ထင်တယ်ပြီးရင်ဒီစစ်ကောင်စီလည်းရဟရင်နဲ့နောက်ထပ်ဒီထော့ပူအင်အားတွေပူဖို့အတွက်ရစ်ခါလက်နက်တွေပူဖဲဖို့အတွက်ဒီရဟရင်တွေကိုအုံဖြူပူအတွက်အတူတူအတွက်နည်းနည်းတော့တတိထားသွားမယ်ဒီဘက်က KA နဲ့တော်လန်ရဲ့တပ်ဖွဲ့တွေဘက်ကလည်းပုံပေါ်တပ်ဖွဲ့မှာရဟရင်နဲ့ထော့ပူလုပ်နေတဲ့ဟာကိုဆက်ပြီးမှဟန်တာထားနိုင်မယ်ဆိုရင်ပုံပေါ်တပ်ဖွဲ့ ွဲကဒီတော်လန်ရေပူပေါင်းတပ်ဖွဲ့တွေအတွက်မျိုးလင်းချက်နဲ့နောက်တစ်ဆင့်ပူနီးကပ်လာတယ်လို့ကျွန်တော်အဲ့လိုဟိုကနဦးပြောချင်တာပေါ့ညီမ ဟုတ်ကဲ့ပါဆရာဆိုတော့ဒီလက်တော်သူတို့အဓိကဥတီနေတဲ့ဒီဖကန်ဒေတာကိုသူတို့ဒီစကောင်စီအနေနဲ့ဝင်ရောက်ထိန်းချုပ်နိုင်မဲ့အလားအလာရှိရလို့မြင်မိတာဆရာကျွန်တော်ထင်တဲ့ဟာကသူတို့ဖကန်မြို့ဘက်ကိုဝင်လဲဝင်သွားနိုင်တယ်ဗောနော်အခုသူတို့ထူဖောက်လာနေတဲ့ဒီစစ်ကောင်စီနဲ့ဒီဘီဒူးစစ်ပူပေါင်းအင်အားတို့နဲ့ဖကန်ကိုစစ်ကြောင်းထူပြီးမှသူတို့ထူဖောက်ဝင်ရောက်လာတဲ့ဟာကဖကန်မြို့ပေါ်ထိကိုရောက်နေရောက်သွား နိုင်တယ်ဒါပေမဲ့ခြေချပြီးမှထိန်းချုပ်နိုင်မဲ့အနေထားမျိုးที่သူတို့ကောင်းကောင်းမွန်မွန်အခြေချထိန်းချုပ်နိုင်မယ်လို့တော့ကျွန်တော်မမြင်ဘူးမထင်ဘူးဘောနော်ဘလူပဲဖြစ်ဖြစ်ဒီဗမောတိုက်ပွဲကူတာဒီကဲနဲ့မဟာမိတ်တွေကအဆုံးဖြတ်ပေးသွားရင်တော့ဖကန်လူမျိုးဒေတာကိုစစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ဝင်ရောက်နိုင်ပေမဲ့သူတို့ဝင်ရောက်တဲ့ဟာကမမြင်နိုင်ဘူးလို့ကျွန်တော်အမြင်တယ်ခုချင်းပြည်နယ်ရဲ့ ဒိကမဟာဗျူဟာကြတဲ့စစ်မျက်နှာတစ်ခုဖြစ်နေတာပါနော်ပုံမော်လေးစောစောပြောလို့မျိုးစည်ရေးနိုင်ငံရေးအရာမဟာဗျူဟာကြတဲ့မျိုးဖြစ်နေတယ် ပြင်ဖက်ကန်ကလည်းဒီစီးပွားရေးအရာရောစကိုင်းနဲ့လည်းဆက်ဆက်နေတဲ့မြို့နယ်ဖြစ်တဲ့အတွက်ဒါစီးရဲနိုင်ငံရေးအရာရောအဲ့လိုဖက်ကန်ကလည်းအရေးပါတဲ့စစ်မျက်နှာဖြစ်နေတာဆိုတော့ကချင်ပြည်ပြည်နယ်ရဲ့ဒီအနောက်ဘက်ကအရေးပါတဲ့မြို့နယ် AOD ချေပချမ်းအတွက်တကယ်မဟာဗျူဟာကြတဲ့မြို့ဒီမြို့နှမျိုးကိုကိုကကချင်ပြည်နယ်ရဲ့အဓိကစစ်မျက်နှာဖြစ်နေတာဖက်ကန်လိုမျိုးမြို့မှာစစ်ကောင်စီတီကပြန်ဝင်ရောက်နိုင်ရင်လည်းပုံမော ော်မျိုးလူမျိုးကိုတင်ပြီးနောက်စစ်ကောင်စီတွေဖက်ကန့်လူမျိုးမျိုးမှာအပြန်ဝင်နိုင်တဲ့ဟာကဒါခဏတာပဲဖြစ်လိမ့်မယ်လို့ကျွန်တော်တော့အဲ့လိုတုံ့တက်မိပါတယ်ဟုတ်ကဲ့ဆရာဆိုတော့ဒီဗမော်စစ်စင်ကြီးက ဒီကချင်ပြည်နယ်တပင်းနယ်လုံးအတွက်အခရာကြတဲ့စစ်စင်ကြီးဖြစ်လာနိုင်မလားပေါ့အဲပြီးတော့ဒီဗမော်စစ်စင်ကြီးကိုတာတဖက်ဘက်ကနေပြီးမှအဆုံးတက်တိုက်လိုက်နိုင်မယ်ဆိုလို့ရှိရင်ဘာတွေပြောင်းလဲသွားနိုင်မလဲပေါ့ဆရာဗမော်မြို့ကိုတာဒီတဖက်ဘက်ကတင်းပိုက်သွားနိုင်ရင်တင်းပိုက်ဟိုဒီတင်းပိုက်နိုင်တဲ့ဘက်ကတော့ဒါအားသာချက်တည်းအများကြီးဖြစ်သွားနိုင်တာပါလားဆိုတော့ဗမော်မြို့တင်းတိုက်ပွဲဟာကချင်ပြည်နယ်ရဲ့ဒီစစ်စင်ရဲ့ချူးကွိတစ်ခုကိုဖြစ်သွား ားစေနိုင်တယ်လို့ကျွန်တော်တို့အလိုမြင်မိတယ်ပေါ့နော်ဆိုလိုချင်တဲ့ဟာပုံမော်တိုက်ပွဲအကြောင်းဒီပီဒူဒီနဲ့တော်လန်ရဲ့ဖွဲ့တွေပေါ်မှာတဲရောက်မှုရှိလာနိုင်တယ်အဲ့တဲရောက်မှုတွေဟာစစ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲအကျိုးဆက်တွေတူကြီးကြီးမားမားရှိနိုင်တယ်လို့ကျွန်တော်အလိုထင်တယ်ဒီပုံမော်မြို့ကိုစစ်ကောင်စီလက်လွတ်သွားရင်လည်းစစ်ကောင်စီဘက်ကဒီစစ်တိုင်းဌာနချုပ်တို့ခုဆုံးဆုံးတွားတဲ့လောက်နီးပါးတို့လည်းစစ်ရဲ့အရာဒီထူးနဲ့ခံရမယ့်အကျိုးဆက်ကိုတို့ ကြုံတွေ့လာရမယ့်အနေအထားမျိုးဖြစ်တာပေါ့ဆိုတော့အဲဒီနေရာမှာကျွန်တော်တို့တခုပြန်ဟိုစဉ်းစားမိတဲ့ဟာရှိရပါတော့ပြီးခဲ့တဲ့လွန်ခဲ့တဲ့ဒီ2023ဒီဇွန်လလေပိုင်းကနေစပြီးတော့လေဆာအဲလေဆာလမ်းခွဲလို့ပြောရမှာပေါ့ဒီမချီနာပမော်နဲ့ဒီလေဆာလမ်းခွဲနန်းဆန်ရန်အနီးတဝိုက်မှာ KA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေကစီရေဒီစစ်ကောင်စီရဲ့စီရေလှုပ်ရှားမှုတွေနဲ့ဒီမှာထိ တွေ့တိုက်ပွဲတွေဖြစ်ပြီးမှစစ်ဆိုင်နေတဲ့ဟာလာနဲ့ချီပြီးစစ်ဆိုင်နေတာပေါ့နော်နှစ်ဖက်ဆိုတော့စစ်ကောင်စီဘက်ကတော့ဗမော်ဘက်ကနေဝိုင်းမော်ဘက်ကနေအဲစစ်ကိုစစ်ကြောင်းတွေတက်လာတယ်ဒီကယ်ဘက်ကတော့အဲ့ချိန်တုန်းကထူးစစ်မဖော်ဆောင်တဲ့ဘဲနဲ့ဒီစစ်ကောင်စီရဲ့ထူးစစ်စစ်ကြောင်းတွေကိုကြားနဲ့ဟန်တာတဲ့ပျောက်ကြားစစ်ပွဲတွေနဲ့ပဲတူတူခုခံစစ်နဲ့နဲ့စစ်ကစားနေတာပေါ့အဲ့ချိန်တုန်းကစစ်ကောင်စီထောက်ခံတဲ့လော်ဘီနဲ့ဒီစစ်ကောင်စီတွေကလိုင်စာမျိုးက ိုတိမ့်မယ်ဆိုတဲ့သူတို့နူးစော်ကြီးကြော်ပြီးမှအဲ့ချိန်မှာလဲအလဲစားနီးတဝိုက်မှာသူတို့အဲထူးစစ်တကြောင်းတွေဆင်နေတဲ့ကာလပေါ့နော်ဒီလိုမျိုးဖြစ်နေတဲ့အချိန်ကာလမှာပဲဒီဒီမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူကနေပြည်တော်ကိုဆင့်ခေါ်ပြီးဖမ်းခံလိုက်ရတဲ့ဖြစ်စဉ်လည်းရှိခဲ့တာပေါ့နော်ဒါပေမဲ့ဒီ KL ဘက်ကထူးစစ်မဆင်သေးဘူးတိုက်ပွဲတွေကဟိုဟာသူတို့ရှေ့မတူးလာနိုင်အောင်ပဲခုခံထားတဲ့အနေအထားဖြစ်လာတယ်နောက်ပိုင်းဒီ2023အောက်တိုဘာလ၄ပိုင်းမှာကြာမှ ာဒီနဆရာနီးကလိုက်လို့မအောင်ကြသကန်းကုန်းကြီးကို KA နဲ့မဟာမိတ်တွေကတိုက်ခိုက်တင်ပိုက်တဲ့နောက်ပိုင်းကနေစပြီးမှဒီတော်လန်ရဲ့တပ်ဖွဲ့တွေကအောင်ပွဲယူသွားနိုင်တဲ့ဟာဖြစ်ခဲ့တာပေါ့နော်အဲ့ချိန်တုန်းကလည်းဒီစစ်ကောင်စီဒီပြောတဲ့ဟာကဒူရူရဲ့ရည်ချက်ကလိုင်ဇာကိုချိန်ချောက်ပြီးမှဒီနွေဦးတော်လန်ရဲ့လက်လက်ကန်တိုက်ပွဲဝင်နေတဲ့ဟာတကူဒူရူကစစ်ဦးချူပစ်လိုက်ချင်တာပေါ့နော်ဒီလိုင်ဇာအနီးတစ်ဝိုက်တိုက်ပွဲမှာကောင်စီ ဲ့ဒီပြန်ကြရဲ့ကောင်းဆောင်ဇော်မင်းထွန်းပြောတဲ့ဟာကလည်းသူတတိစာရှင်းလင်းပွဲဒီမှာသူပြောတဲ့ဟာလည်းဒီစကိုင်းမှာစစ်မီတောက်တဲ့ဟာက KL ကြောင့်ဖြစ်ရတယ်ဆိုပြီးမှတတိစာရှင်းလင်းပွဲဒီမှာအဲ့လိုပြောခဲ့ပြီးမှလေဇာဘက်ကထူးစစ်စင်တာပေါ့ဒါပေမဲ့ဒီသူရဲ့ထူးစစ်ကမအောင်မြင်ပဲနဲ့တော်လန်ရဲ့တပ်ဖွဲ့တွေရဲ့အတန်ပြန်ထူးစစ်နဲ့သူတို့အလူးလေရှုံးနေတောက်လျှောက်ပဲပြန်လေဟိုစကန်ကုန်းတွေသူတို့ဆုံးရှုံးခဲ့ရတာပေါ့ဆိုတော့အခုဘုံမော်တိုက်ပွဲလဲအလားတူတန်ပဲဖြစ်လိမ့်မယ် ယ်လို့ထင်တယ်။တိုက်ပွဲမှာ KA နဲ့မဟာမိတ်တွေတိမ့်ပြီးသွားရင်တော့ဒီ KA ရဲ့စစ်စင်ရေးကဆက်ပြေးမှအောင်ပွဲတွေနဲ့ဆက်သွားနိုင်တယ်လို့အဲအဲ့လိုတော့သုံးသပ်မိပါတယ်လို့။ဒီလိုတော့ဒီလိုတော့ဒီလိုတော့ ဟုတ်ကဲ့ဆရာနောက်အခုဆိုလို့ရှိရင်ဗမော်တိုက်ပွဲဗမော်တိုက်ပွဲဖြစ်နေရလဲဒါနှစ်ဝက်နှစ်တနည်းရဲ့နှစ်ဝက်ဒီပါ6လလောက်6လနေပါရှိလာပြီပေါ့နော်ဆရာဆိုတော့ဒီတိုက်ပွဲကြာလာတာနဲ့အများဘယ်ဘက်ကပုံပြီးမှအေးနိုင်လာမယ်လို့မြင်မိလဲဆရာဟုတ်ကဲ့ဒီစစ်ကောင်စီနဲ့ကဲဘယ်နှဘက်ပဲစဉ်းစားလို့မရဘူးတင်တယ်ကျွန်တော်ဒီဗမော်လူမျိုးတိုက်ပွဲကပြီးရင်ဗမော်လူမျိုးမှာတိုက်ပွဲဝင်နေတဲ့ဟာလဲကဲနဲ့မဟာမိတ်ပူးပေါင်း အဖွဲ့တွေကပေါ်ဆောင်နေတဲ့စစ်စင်ရေးဖြစ်တဲ့အတွက်ဘုံမော်လူမျိုးရဲ့တိုက်ပွဲနောက်ဆက်တွဲကဟိုစစ်ကောင်စီနဲ့ KA KO ဘေဘကအာတာမယ်ဆိုတဲ့ဟာဒီအဖွဲ့ဘက်နဲ့ဘက်ဘယ်မဟုတ်ပဲနဲ့ကျွန်တော်တို့ကတော်လန်ရေးနဲ့စစ်ကောင်စီဘက်ကအဲ့လိုစဉ်းစားကြည့်မှပို့ပြီးမှအဲ့လိုစဉ်းစားမှကျွန်တော်တို့ကပို့ပြီး launch လုပ်နိုင်မယ်တင်တယ် ဆိုတော့တကယ်လက်တွေ့လည်းအဲ့လိုဖြစ်နေလို့ကျွန်တော်ကမြင်တယ်ပေါ့နော်စစ်ကောင်စီရဲ့အာသာချက်ဖြစ်တော်မလားအမေချက် ဖြစ်တော်မလားအဲဒါမှမဟုတ် KA အပါဝင်ဒီတော်လိုင်းရဲ့တပ်ဖွဲ့တွေရဲ့အာသာချက်ဖြစ်တော်မလားအမေချက်ဖြစ်တော်မလားလူစဉ်းစားရင်တော့ဒီပုံမော်တိုက်ပွဲတစ်ခုနဲ့ပဲတော့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီပုံမော်တိုက်ပွဲကတော့အဲအရေးပါတဲ့အချက်တစ်ချက်အနေနဲ့တော့ ါဝင်နေတယ်လို့တော့အဲ့လိုတော့ကျွန်တော်တို့တုံ့တက်ရမှာပေါ့ခုလက်တလောနိုင်ငံရေးစီးရရတော့ KOK တွေ့လဲဖြီးအားတော့များနေတယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်ဖြီးအားဆိုရဲ့အထက်မှာဘာပါလဲဆိုရင်ဤနီချင်းတရုတ်နိုင်ငံရဲ့ဖြီးအားရှိနေတယ်လို့ဒီတော်လန်ရဲ့အဖွဲ့အချင်းချင်းဖြစ်တဲ့အဲ DNL ရဲ့နဲ့ဖြစ်ပွားနေတဲ့ဒီမပြေလေတဲ့ကိစ္စတွေကလည်းဒီ KO ခေါင်းဆောင်ပိုင်းဒီအတွက်နိုင်ငံရေးစီးရ အာယုံတွေများစေတဲ့ကိစ္စဖြစ်တယ်ပြီးရင်မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ဒီပြည်သူလူထုတွေတွေ့လဲဒီစစ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ကိစ္စတစ်ခုလူဖြစ်နေတာပေါ့နော်ကျွန်တော်အဲ့လိုမြင်မိတယ်အဲ့တော့ဆိုလိုချင်တဲ့ဟာဒီပြောမယ်ဆိုရင်ကချင်ပြည်နယ်တွင်းလောလောဆယ်အဲကချင်ပြည်နယ်တွင်းမှာဒီစစ်ရေးဆိုင်ရာအကြက်တဲ့အခက်ခဲတွေကတော့ဖြစ်နေတယ်ဒီလူအကြက်တဲ့အခက်ခဲတွေကြားထက်ကနေဘုံမော်မြူတင်းတိုက်ပွဲကိုပေါ်ဆောင်နေစေဖြစ် ြစ်တာပေါ့နော်ဆိုတော့အဲပြီးခဲ့တဲ့ဒီစစ်စင်ရဲ့ကာလတူနဲ့နိုင်ရှင်မယ်ဆိုရင်လက်တလောဂျုံတွေ့နေရတဲ့ဒီစစ်စင်ရဲ့ကာလကပုံမှုခက်ခဲတဲ့အပိုင်းကို ရောက်လာတယ်လို့ပဲဒီ ပူမိုခက်ခဲတဲ့ဒီအပိုင်းကိုကြော်လွားတွားနိုင်ခဲ့ရင်တော့ဒီကချင်ပြည်နယ်တမကကချင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာလည်းဒီတော်လန်ရဲ့တပ်ဖွဲ့တွေဘက်ကအောင်မြင်မှုတွေကဆက်ဆက်ပြီးမှရရှိတွားနိုင်တယ်ဒီလူမျိုးရရှိတွားနိုင်တဲ့ဟာကစစ်ရဲအတွေ့အတာမကပဲနဲ့နိုင်ငံရေးအတွက်လည်းတော်လန်ရဲ့ဘက်ကအားကောင်းတွားနိုင်တဲ့ဒီနောက်ဆက်တွဲကောင်းကျူးတွေရရှိလာမယ်လို့ကျွန်တော်အဲ့လိုတုံ့တက်မိပါတယ် ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဆွေးနွေးဆွေးနွေးပေးပါတယ်ဆရာကျေးဇူးများတင်ပါတယ်ဒီကနေ့ရဲ့ဆွေးနွေးပွဲအစီအစဉ်ကိုတော့ဒီမှာပဲရနာဖို့စီစဉ်ထားပါတယ်ဆရာကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ပတ်ပြန်ဆွေးနွေးကြရအောင်ဟုတ်ကဲ့ပါကချင်ဝေးကိုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးလည်းနောက်လာမယ့်အပတ်တွေမှာဖြစ်ပေါ်လာမယ့်နိုင်ငံရေးအခြေအနေတွေစီးရေးအခြေအနေတွေပေါ်မှာဘယ်လိုသုံးသပ်သွားမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်အားပေးကြပါအောင်ရှင်